အသက်အရွယ်ထက်ရုပ်စီကပိုပြီးနုပြုံနေတဲ့လူတယောက်ကိုမိတ်ဆွေတွေ့မှုမှာပါအဲ့ဒီလူဟာမိတ်ဆွေကိုယ်တိုင်လည်းထစ်ချင်ထစ်နေပါပါတချို့ဘဝပေးကုသိုလ်ကံကောင်းလုံးလုံးနုပြုံနေသူတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကရုပ်စီနုပြုံစေတဲ့နီးလန်းတွေကိုညွှန်ပြပေးချင်ပါတယ်အသက်အရွယ်ထက်ရုပ်ရည်ကနုပြုံတယ်လို့ထင်ရစေဖို့ဆိုတာက လူတအူးချင်းစီရဲ့မျိုးရိုးဗီဇနဲ့နေထိုင်မှုပုံစံပေါ်မှာအဓိကမှုတည်ပါတယ် ဒါပေမဲ့မျက်နှာအသားအရည်ကိုဂယုဆွဲချမ်းစနစ်တကျနဲ့ထိုင်ချမ်းနဲ့အလေးအကျဉ်းကောင်းတွေပြုလုပ်ချင်းစားတဲ့အသက်ထက်ပိုနုပြိုနေအောင်အထောက်အကူပြုလိုက်တဲ့နီလန်များစွာရှိပါတယ်အသက်ထက်ရုပ်ရည်ကပိုနုပြိုနေစေဖို့လှုပ်ဆောင်နိုင်တဲ့အဓိကနီလန်၅ခုကိုဒီနေ့မျှဝေပေးခြင်းပါတယ်နံပါတ်၁အသားရည်ကိုဂရုစိုက်ခြင်း skin care မျက်နှာအသားရည်ဆိုတာလူတစ်ယောက်ရဲ့အသက်အရွယ်ကိုအတိအသာဆုံးနေရာဖြစ်ပါတယ်ဒါကြောင့် နေအောင်ကာကွယ်ခြင်း sun protection ဒါဟာအရေးကြီးဆုံးအချက်ပါနေအောင်ကြီးကအသားရည်ကိုအိုမိန်ရင်းညော်စေတဲ့အထူးကတရားခံမှာနေအောင်ကြီးတန်ကနေကာကွယ်ဖို့ SPF 30သုံးဟုတ်အဲ့ဒါထက်မြင့်တဲ့ sunscreen ကိုနေ့စဉ်မထစ်မနေလိမ့်ပေးသင့်ပါတယ် retinoids တွေသုံးဟုတ် retinol သုံးဆွဲခြင်း retinoids တွေဟာဆန်းအသစ်တွေကိုပြန်လည်ထစ်ပေါ်စေပြီး အရေးအကြောင်းတွေကိုရော့ပါစေတဲ့အတွက် အိုမင်းရင်ရောက်မှုကိုတားဆီးဖို့အတွက်ဆေးပညာရအကောင်းဆုံးအရာတွေကတစ်ခုပါအဆိုတဲ့ဖြည့်တင်ခြင်း moisturize အထားရည်ကို အမြဲတမ်းဆိုးဆွတ်နေအောင်ထားရှိခြင်းက၆ထွေးခြင်းနဲ့အရေးအကြောင်းဖြစ်ခြင်းကိုရော့ပါစေပါတယ် hyaluronic acid ပါဝင်တဲ့ပစ္စည်းတွေကိုသုံးစွဲနိုင်ပါတယ် antioxidant များ vitamin c လို antioxidant တွေပါတဲ့ serum တွေကိုနေ့စဉ်အသုံးပြုခြင်းက အသားရည်ကိုပုံဝန်းကျင်တန်ကနေကောက်ွယ်ပေးပါတယ်။နံပါတ်1နေစဉ်နေထိုင်မှုပုံစံ lifestyle အချင်းလုံလောက်စွာရယူခြင်းညစဉ်9နာရီမှ10နာရီပြီးဝစွာအိပ်ဆက်ခြင်းကခန္ဓာကိုယ်ရဲ့ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းစဉ် repair process ကိုအထောက်အကူပြုပြီးမျက်နှာကိုလန်းဆန်းစေပါတယ်။အေးမဝါရင်မျက်ကွင်းညိုခြင်းနဲ့အသားရည်ချီလမ်းမှုမရှိခြင်းကိုဖြစ်စေပါတယ်။ရေကိုလုံလောက်အောင်တောက်ခြင်း တဏိတာအတွင်းရေကိုလုံလောက်စွာတောက်တုံခြင်းကအသားရေကို ရေတပ်ပြေဝစေပြီးပို့ဖို့ကြည်လင်တောက်ပစေပါလေ။တနေ့တနေ့ကို ရေကိုအနည်းဆုံး1လီတာတောက်ဖြစ်အောင်တောက်ပါ။ညတာတော့အစားအစာတစ်ဖီဟင်းဒီဟင်းရွက်နဲ့အိုမီဂါ3 fatty acids ကျွဲဝတဲ့အစားအစာများကိုဥပမာငါအခုမှဒီများကို စားသုံးပေးပါ။တခြားထက်များတဲ့အစားအစာနဲ့ ready made အစားအစာတွေကိုတတ်နိုင်သမျှရှောင်ကြဉ်ခြင်းက အသားရည်အိုမင်မှုကိုရှော့ချပေးပါတယ်။ဆေးလိမ့်နဲ့အရက်ရှောင်ခြင်း၊ဆေးလိမ့်တောက်ခြင်းနဲ့အရက်အလိုရကျွန်းတောက်ခြင်းဟာအသားရည်ရဲ့ကော်လာဂျင်ကိုပျက်စီးစေပြီးအိုမင်းရင်းရွယ်မှုကိုလင်းမြန်စေပါတယ်။နံပါတ်၃စိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်လေ့ကျင့်ခန်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအသားရည်စီကို အာဟာရဓာတ်တွေပိုရောက်စေပါတယ်။ ဒါပြင်စိတ်ဖိစီးမှုကိုလည်း short ချပေးနိုင်ပါတယ်။စိတ်ဖိစီးမှုထိန်းချုပ်ခြင်း stress management စိတ်ဖိစီးမှုများခြင်းကအသားတွေကိုပျက်စီးစေပြီးယောဂတွေကိုဖြစ်စေနိုင်ပါတယ်။တရားထိုင်ခြင်းယောဂကျင့်ခြင်းသို့မဟုတ်ဝါဒနာပါရတခုခုကိုလှုပ်ရှားခြင်းပြီးစိတ်ဖိစီးမှုကို short ချပါနံပါတ်၄စပင်အဝတ်စားတဲ့ပုံစံအသက်ကြီးလာရင်စပင်ပါလာတတ်တယ်။ Minidoxil 5%သုံးရင်စပင်ထူလာနိုင်တယ်။ ။စပယ်အယောင်ကမဲနဲ့နေရင်နူးပြိုတလို့ထင်ရပါလေ။စပယ်ပုံစံကိုလည်းလူငယ်စတာထားပါ။အဝတ်စားနဲ့ပတ်သက်ရင်လည်း kiss တော့လူငယ်ပုံစံဝိရင်ပုံငယ်ရွယ်တလို့ထင်ရပါလေ။အဝတ်စားကိုထစ်တလို့မဝတ်ပါနဲ့။သွားဖြူတာကလည်းအသက်သက်ရုပ်ရည်ကပိုနူးတယ်လို့ထင်ရစေပါလေ။သွားဖြူရင်မျက်နှာနုပြူတလို့ထင်မြင်ရစေပါတယ်။ whitening toothpaste သုံးပါ။နံပါတ်5ပြုံးခြင်းနဲ့အကောင်းမြင်ခြင်းပြုံးပြုံးရွှင်ရွှင်နေပါ ပြုံးငင်မျက်နှာချွတ်သားတို့စီသွေးပေါ်ရောက်ပြီးမျက်နှာအရေးချောင်းနဲပါစေပါတယ်စိတ်လည်းပျော်ရွှင်စေတယ်အကောင်းမြင်စိတ်များတာကစိတ်ဆင်းရဲမှုတောကတွေကိုအတော်လေးရော့ချပေးနိုင်တဲ့အတွက်စိတ်ကိုနှုတ်ပြိုစေပါတယ်စိတ်ပြိုရင်ကိုယ်လည်းနှုတ်လာပါတယ်အသက်အရွယ်တဲ့ရုပ်ရည်ကပိုနှုတ်တယ်လို့ထင်ရစေဖို့ဆိုရင်တချို့လူတွေအတွက်မျိုးရိုးဗီဇအရာအားတာချက်ရှိနေနိုင်ပါ ဒါပေမဲ့အထက်ပါနီလန်းညာအတိုင်းစနစ်တကျလိုင်းနာဆောင်ရွက်မယ်ဆိုရင်မိတ်ဆွေရဲ့အသက်အရွယ်တဲ့တိတိတတနှုပြိုလန်းဆန်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးပျော်ပနာစေနောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ